အသက်ကွယ်တဲ့ music video ကိုထိုင်းနိုင်ငံမှာဘရာဇီးနိုင်ငံသားလေးနဲ့အကောင်းဆုံးရန်ကူပုံဖော်ထားတယ်ဆိုရဲပို့ပို့ပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်တီရီပိုင်းမှာရောအစိုးပိုင်းမှာပါပရိသတ်အားပေးမှုအခိုင်အမာရရှိထားတယ်တီးတန်ရှင်ပို့ပို့ကတော့အသက်ကွယ်တဲ့ music video ကိုထိုင်းနိုင်ငံမှာဘရာဇီးနိုင်ငံသားလေးနဲ့အကောင်းဆုံးရန်ကူပုံဖော်ထားတယ်လို့ဆိုပါတယ်ပို့ပို့ရဲ့တခြင်းအသက်လေးအသက်ကွယ်တဲ့တခြင်းကပရိသတ်တွေအတွက်ထူးထူးခြားခြားလေးပြင်ဆင်ထားတဲ့တခြင်းလေးလို့ပြောလို့ရပါတယ်သူကတော့ပူပူမဟုတ်တဲ့အခြားတယောက်လိုဖြစ်နေတာပေါ့နော် သူနဲ့ပူပူနဲ့ဘာမှမဆိုင်ပါဘူးသူကဘရာဇီးနိုင်ငံသားမော်ရယ်တယောက်ပါဒီတခြင်းကိုဘန်ကောက်မှာဘတ်3သိန်းလောက်အကုန်ကျခံပြီးရိုက်ကူးထားတယ်လို့ပြောလို့ရပါတယ်ဒီတခြင်းလေးကအထာကြပြီးမိုင်းနေတာမို့တခြားရိုက်ထားရလို့ကြီးနေပါတယ်ပူပူကတော့လှမနေဘူးပေါ့နော်ရုပ်ဆုဆုကောင်မလေးပုံစံဖြစ်နေမှာပါလို့တီးတဲ့ရှင်ပူပူကပြောပါတယ်သူမကတော့ဘရာဇီးနိုင်ငံသားလေးနဲ့1980ပြည်နှစ်ကစတိုင်မျိုးနဲ့ထိုင်းနိုင်ငံမှာရိုက်ကူးပုံပေါ်ထားတာလည်းဖြစ်ပါတယ်ပူပူကမြင်တွေ့နေကြပုံစံမဟုတ်ဘဲ မိကပ်ပုံစံနေနဲ့ပုံမော်ဖန်တီးခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျ။အသေးခွဲတဲ့တချင်းတစ်ကိုတော့ဒီဇင်ဘာလ24ရက်နေ့ညတကောင်12နာရီကစပြီး YouTube ကတင်မှာမို့ပူပူ YouTube Channel ကို Subscribe လုပ်ထားပါလို့လည်းဆိုပါရစေ။ကိုရိုင်းကအမိုက်စားပေါ့တခါမှမလုပ်ဘူးတဲ့ပုံစံလေးနဲ့ MV ကိုရိုက်ထားတာပါ။ကိုရိုင်းအသေးခွဲနေလို့ဒီတချင်းလေးဖန်တီးဖြစ်တာပါ။ Move on လုပ်နေတဲ့အချိန်မှာနားထောင်လို့ကောင်းမဲ့တချင်းလေးပေါ့။ပူပူကတော့အသေးခွဲတဲ့နေရာမှာပျော်ပျော်ရွှင်ရွှင်နဲ့အသေးခွဲတချင်းလေးပါ။ပူပူတချင်းလေးကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်လို့သူမကပြောပြခဲ့ပါဗျ။